မူးတုံမြို့နယ်ကလုံတော့ကျေးရွာအဝင်လမ်းဘောလုံးကွင်းအနီးမှာမှလဆယ်ရည်နေမနက်ပိုင်းက25နှစ်အရွယ်ဒေသခံအမျိုးသား2ဦးတနက်နေ့ပြစ်ခတ်ခံခဲ့ရပြီးသေဆုံးခဲ့တယ်လို့ဒေသခံတွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။တနက်နေ့ပြစ်ခတ်ခံရပြီးသေဆုံးခဲ့ကြသူ2ဦးဟာကလုံတော့ကျေးရွာရက်ကွက်တောင်ပိုင်းနေအသက်25နှစ်အရွယ်မွန်ထိုင်းဆိုသူနဲ့ကော့ပီထော်ကျေးရွာရက်ကွက်တနေအသက်25နှစ်အရွယ်အမျိုးသား2ဦးတို့ဖြစ်ကြောင်းနဲ့၎င်းတို့အနီးမှာ AK47 G-6 ခုတွေ့ရှိခဲ့ရကြောင်းဒေသခံတဦးကပြောပါရယ်။ ၎င်းကဆက်လက်ပြီးမနက်6နာရီဝန်းကျင်အချိန်လောက်မှာရွာထိပ်ဘောလုံးကွင်းဘက်ကနေတနက်တန်6ချက်ကြားလိုက်ရတယ်။ခဏနေတော့ရွာကသူတွေကအခင်းဖြစ်တဲ့နေရာရောက်သွားကြတော့ရွာကတယောက်ရဲ့ကော့ဖီထော်ရွာကတယောက်ရဲ့တနက်တရာတွေနဲ့လဲကျသေဆုံးနေတာကိုတွေ့ရပါတယ်။ရုံလောင်းတွေရဲ့ဘေးမှာသူတို့စီးလာတဲ့ဆံကယ်ကိုတွေ့ရတယ်လို့ပြောပါတယ်။အစိုးရမျိုးသားနှစ်ဦးကိုမြေတီလက်နက်ကိုင်အဖွဲ့ကမြေတီအကြောင်းကြောင်းကြောင့်တနက်နဲ့ပြစ်တက်ခဲ့တယ်ဆိုတာကိုမသိရသေးတဲ့အကြောင်းလဲ၎င်းဒေသခံကဆိုပါတယ်။တနက်နဲ့ပြစ်ခတ်ခံရပြီးသေဆုံးခဲ့သူနှစ်ဦးရဲ့ရုံလောင်းတွေကိုမူးတော်မျိုးနဲ့ပြည်သူ ူစင်ယုံကိုဒေသခံလူမှုကွန်ရက်အဖွဲ့ကပို့ဆောင်ပေးခဲ့ကြောင်းဒေသခံတွေထံကသိရပါဗျ။